ာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အော်တိုဘာလ24ရက်နေ့နေ့ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့မန္တလေးတိုင်းမြင်းကျန်ခရိုင်မြင်းကျန်မြို့နယ်မြင်းကျန်နထိုးကြီးလမ်းမပေါ်တွင် စစ်သားရဲပြစောထီးများစီးနင်းလိုက်ပါလာသောစစ်ကား၃စီးကိုတိုက်ခိုက်ခဲ့ရာစစ်သားတအုပ်သေးဆုံးပြီးလက်နက်၃လက်သိမ်းစီရရှိခဲ့ကြောင်းမြင်းကျန်ခရိုင်အမှတ်၈တရင်မှတာဝန်ရှိသူတို့ကပြောကြားပါရယ် အော်တိုဘားလာ21ရက်နေ့နက်ပိုင်းကမြင်းကျယ်မြို့မှာနထူးကြီးဘက်သို့ထွက်လာသောစစ်သားရဲပြူစောထိမြလိုက်ပါလာသောဒဗကတ်မျိုးစားကား၃စီးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလျှက်တပြဲကြဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်သေးဆုံးပြီးအများပြားဒဏ်ရာရရှိကာထွက်ပြေးသွားကြောင်းသိရှိရပါသည်။ညောင်မင်ရွာနီးမှာဖြစ်ခဲ့တာမြင်းကျယ်မြို့နယ်တဲ့ပဲအင်အားကတော့ခံမှန်းလို့မရဘူးအကုန်ထွက်ပြေးသွားတာကားတွေကမောင်းမရတော့တာဂျန်ဘာကားကတော့ဖျက်ဆီးခဲ့တယ်ဂျန်နဲ့ကားတွေကတော့ဒီတိုင်းထားခဲ့တာတိုက်ပွဲကဆက်ဖြစ်နေတော့မဲဟုမြင်းကျယ်ခရိုင်အမှတ်၈တပ်ရင်းမှာတာဝန်ရှိသူတို့ကပြောကြပါသည်။ ်ထို့သောစစ်သားရဲ့ပြည်စောထီများထွက်ပြေးသွားပြီးနောက်ကျန်းရှိနေသောဂျန်ပါတက်ဆင်ထားသောယင်းနေဂျန်ပါဆက်မှာအသုံးပြုရမရနိုင်သောကြောင့်ထိုနေရာမှာပင်ဖျက်ဆီးခဲ့ကြောင်းထို့ပြင်စစ်သားရဲ့ပြည်စောထီများကိုင်းဆောင်အသုံးပြုသော MA1 အမျိုးအစားတနက်တလက် MA3 မျိုးအစားတနက်တလက်နှင့် G3 မျိုးအစားတနက်တလက်တို့သိသိရရှိခဲ့ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုမြင်းကျက်ခရိုင်အမတ်ရှိတရင်နှင့်မြင်းကျက်ခရိုင်အမတ်ခွန်တရင်0ပျောက်ကြတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမြင်းကျက်ခရိုင်တွင်နေစဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းထုတ်ပြန်ထားပါသည် ဆက်လက်ပြီးတော့မကွေးတိုင်းပေါ့မြုံနယ်အတွင်းစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၅ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြောင်းပြည်သူ့တော်လှန်ရေးတအူ PRF မှတာဝန်ရှိသူတအူကပြောဆိုပါတယ်အော်တိုဘာလ18ရက်နေ့နနက်ပိုင်းတွင်ပေါင်းမြို့နယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာသောအင်အား200ဝန်းကျင်ပါအကြမ်းဖက်စစ်တပ်ကိုပြည်သူ့တော်လှန်ရေးတပ် UBRF တပ်ဖွဲ့ဝင်များမှရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ ထိုတိတွေ့တိုက်ပွဲသည်တနအိခန့်ဖြစ်ပွားပြီးအကြံဖတ်စစ်တပ်ဘက်မှအထင်နာခဲ့သောကြောင့်82နိုင်ခြင်းမရှိဘဲနောက်သို့ပြန်လဲဆုပ်ပြေးသွားကြောင်းယင်းတိုက်ခိုက်မှုတွင်အကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးပြီး10ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည် ရန်သူကိုခုခံတိုက်ခိုက်ဖို့နဲ့ပြည်သူလူထုကိုကာကွယ်ဖို့ကကျွန်တော်တို့တာဝန်ပါပဲကျွန်တော်တို့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ဆရာနာရှင်ဆိုတဲ့ဩဒတိုင်းနိုင်ငံကြီးဟာဒုတွေကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ဒီထက်ပိုပြီးစူးစီးနေဖို့လိုသလိုဒီထက်ပိုပြီးမာကျောဖို့လိုပါတယ်လို့ပြောချင်ပါတယ်ဟုပြည်သူတော်လှန်ရေးတပ်ဦး PRF မှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့တော်လှန်ရေးတပ်ဦး PRF နဲ့မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သောပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ၊ကျောင်းသားလက်ယုံတပ်တော် SAF ၊ Borderless နဲ့ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။ပြည်သူ့တော်လှန်ရေးတပ်ဦး BRF တီပြည်သူလူထုအတွက်အောင်ပွဲများရရှိစေရန်ညီညွတ်ရေးကိုရှိရှု၍ပုံရံသူကိုအမြင့်ပြည့်ချေမုန်းနိုင်ရန်အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်သူ့တော်လှန်ရေးတပ်ဦး BRF မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရစေ။ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ နိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်အဖွဲ့များ IPU ကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြု Committee CRPH ကိုဆက်လက်အသိမှတ်ပြုမည်ဖြစ်ကြောင်းကြေညာဆုံးဖြတ်လိုက်ပါတယ်။ယမနေ့ကျင်းပလျက်ရှိသည့်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်ညီလာခံ၏အမှုဆောင်ကောင်စီအစည်းအဝေးကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြု Committee CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏အဓိကဆွေးနွေးပွဲမိဖက်အဖြစ်ဆက်လက်အသိမှတ်ပြုကြောင်းဆုံးဖြတ်ကြေညာခဲ့ကြောင်းသိရှိရပါတယ်။ နိုင်ငံတကာပါလီမန်အဖွဲ့ IPU သည်မြန်မာနိုင်ငံ၏အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတို့၏တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြစ်အတိမတ်ပြုခဲ့ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေဖြင့်နှစ်စဉ် IPU ညီလာခံများတွင်အစည်းအဝေးများတက်ရောက်ခဲ့ပါသည်။ ယခုဆုံးဖြတ်ချက်သည့်အကြံပတ်စစ်အုပ်စုကအတူရောင်ရွေးကောက်ပွဲကျင်းပရန်ကြေညာထားသည့်အချိန်တွင်ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီးပြည်ထောင်စုလွတ်တဲ့ကိုစားပြုကော်မတီ CRPH သည် IPUE အစည်းအဝေးများသို့မြန်မာကိုစားပြု၍ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်းမြန်မာရေးဖြည့်ရှင်းကင်တွင်မှုတွင်နိုင်ငံတကာအသိုက်အဝန်း၏အခန့်ကဏ္ဍလည်းအရေးပါလာသကဲ့သို့မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသောပဋိပက္ခများကိုလက်တွေ့ကြပြီးရည်ရှိတည်တံ့သောဖြည့်ရှင်းမှုဖြင့်ပတ်မုတ်ကူညီပေးရနှင့်စစ်မှန်သောလွတ်လပ်မှုလုံခြုံမှုနှင့် Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်ရေးကိုပြည်သူလူထုကပြတ်သားခိုင်မာစွာတောင်းဆိုကြိုးပမ်းနေခြင်းကိုကမ္ဘာတဝန်း င်းကားသိမြင်ပြီးထိရောက်သောအကူအညီများရရှိစေရန်အတွက်ပြည်သူတို့နှင့်ပြည်သူဆန္ဒကိုကိုးစားပြုလျက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်ကိုးစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါသည်။ထို့ပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကလည်း152ကြိမ်မြောက်နိုင်ငံတကာပါလီမန် IPU ညီလာခံ၌အကြက်တဲကာလများ၌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းများကိုမြင့်တင်ခြင်းနှင့်လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကိုပံ့ပိုးကူညီခြင်းခေါင်းစဉ်ဖြင့်ပြုလုပ်သည့် General Debate အစီအစဉ်သို့တက်ရောက်မယ်ကိုပြောကြားခဲ့ကြောင်းသိရှိရပါသည်။ NUG နိုင်ငံသား၏ဝင်ကြီးဒေါ်စင်မအောင်၏မိန်ကွန်းတွင်မြန်မာအကြမ်းဖက်စစ်တပ်၏အတူရောင်ယူကောက်ပွဲကိုဆန့်ကျင်ပြီးရန်နိုင်ငံတော်၏တိုင်းမင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နှင့်ဖမ်းဆီးခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင်နိုင်ငံရေးကျင်းသားအလုံးကိုချက်ချင်းချွင်းချက်မရှိလွှတ်ပြီးတောင်းဆိုပြီးရန်နေမြေဒေသအလုံးမှလူသားချင်းစာနာထောက်ထား၏အကူအညီများချက်ချင်းအစိတမရှိရရှိ၏တောင်းဆိုပြီးရန်လက်နက်နှင့်လီယင်စင်တင်ပို့မှုပိတ်ဆို့ခြင်းပါဝင်အလုံးစုံရေးယူတန်းခတ်ပိတ်ဆို့မှုများချမှတ်ပြီးရန် လက်ရှိပြည်ပခါကိုလက်တွေ့ကြတဲ့ဖြစ်ရှင်မှုအတွက်မြန်မာဒီမိုကရေစီအင်အားစုများနဲ့တိုင်းရင်းသားအင်အားစုအဖွဲ့တို့ကိုပံ့ပိုးပေးရန်မြစ်တရရက်ခံပြောဆိုသွားပါတယ်။ဆက်လက်ပြီးတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မြို့ရွရွာအနီးတွင် ARSA အကြံဖက်ကခီးတဲ့တင်ကားတစ်စီးကိုဓားများတိုက်ပြီးအမျိုးသမီးနှစ်ဦးကိုပြစ်တက်ခဲ့ကြောင်းအာရခန့်တက်တော် AA ကထုတ်ပြန်ပါတယ်။ အော်တိုဘာလ22ရက်နေ့မိုးလွယ်တနာရီ40မိနစ်ခန့်တွင်မောင်တော်မြို့နယ်စီဒီပင်ကျေးရွာမှစံစီစာငရုတ်တီစာတီစာသက်ကုန်များကိုဝယ်ယူပြီးကြောက်ပန်တူရွာသို့လာသောကားတစီကိုမြို့ယူရွာအရှိတ်တရားအနီးရောက်တွင် ARS ရဲ့အဖွဲ့ကခြုံကိုတက်ခတ်ခဲ့ပြီးကားပေါ်ပါခီးတဲ့များနှင့်ကားမောင်းသမားတို့ကိုဖမ်းဆီးကာစာသက်ကုန်များအလုံးကိုယူဆောင်သွားကြောင်းသိရှိရပါသည် ထို့သို့ဖမ်းဆီးသွားသည့်နေရာကိုအာရခန့်တပ်တော်ကသွားရောက်စစ်ဆေးပြီးဖမ်းဆီးခံရသူများကိုလိုက်လံရှာဖွေစဉ်အခင်းဖြစ်ပွားသည့်နေရာနှင့်မလန်းမကန်၌တနက်တရံပြင်သေးဆုံးနေသောအသက်30အရွယ်ဝေဝေဆိုးနှင့်အသက်40အရွယ်နိုင်နိုင်ဆွေတို့နှစ်ဦးတို့ကိုတွေ့ရှိခဲ့ကြောင်းထို့ပြင်အသက်3နှစ်အရွယ်ခိုင်မြတ်မုံကိုလည်းမိခင်ဤရုံလောင်းပေး၌အသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်းထို့ပြင်ရင်မောင်းသူဖြစ်သူအသက်30အရွယ်ကိုထွန်းဝင်းနှင့်ခီးသွားပြည်သူအသက်25နှစ်အရွယ်မောက်တန်းထွေတို့ကိုလည်းတရံများပြင်ထပ်မံတွေ့ရှိခဲ့ကြောင်းသိရှိရပါသည် ARSA နှင့် RSO လက်နက်ကိုင်ဖွဲ့ဝင်များသည်ရခိုင်ပင်္ဂလားနယ်စပ်ဒေသတွင်နေထိုင်သောအပြစ်မဲ့ပြည်သူများ၏အသက်အိုအိမ်စီချိန်တို့ကိုချိန်ချောင်းနေသောကြောင့်နေဆက်ရှိပြည်သူများအနေဖြင့်တောတောင်ထဲတွင်လူနေပြက်လက်သည့်နေရာများ၌သွာလာသည့်အချိန်များတွင်တဦးတည်းသို့မဟုတ်လူနည်းစုဖြင့်သွာလာခြင်းကိုအတတ်နိုင်ဆုံးမပြုလုပ်ကြရန်နှင့်ကျန်းမာရေးကိစ္စအပါအဝင်မဖြစ်မနေသွားရမည်အရေးကြီးကိစ္စများရှိပါကအာရခံပြည်သူတော်လှန်ရေးအစိုးရ၏အုပ်ချုပ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာအနီးဆုံးနေရာများ၌တည်င်းပေးပို့ပြီးမှသွာလာကြရန်အေအေကတည်ပြထားပါသည် ဆက်လက်ပြီးတော့အကျန်းဘတ်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေများကိုမူရစေဝါ30ခွင့်ပေးထားကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သားတွေအောင်ကျော်ကဖွင့်ဟဝင်ခံလိုက်ပါတယ်။အော်တိုဘာလ18ရက်နေ့စစ်မှုထမ်းတပ်သားတီကိုအောင်ကျော်ကနောင်ချိုမြို့နယ်အတွင်းတရားပြင်ဆင်နေသည့်စစ်တပ်စကြောင်းနှင့်အတူလိုက်ပါလာစဉ်ထွက်ပြေးလွတ်မြောက်လာကကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံသို့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ကိုအောင်ကျော်မှာမန္တလေးမြို့ကျောင်းဝိုင်းတွင် အလုံလုံသူဖြစ်ပြီးအလုံမအပြန်စစ်သားများကစိုက်ခဲ့ပြစ်တာပြီးမှတ်ပုံတင်စစ်ဆေးခဲ့ကြောင်း ထို့နောက်ကိုအောင်ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးမကွေးစူဆောင်းရေးတပ်သို့ပို့ဆောင်ခဲ့ကြောင်းထိုမှတဆင်နက်လန်းမြို့သို့ပို့ဆောင်ခင်ရကစစ်မှုထမ်းအပတ်စဉ်စနစ်သို့တက်ရောက်ခဲ့ရကြောင်းသိရပါသည်။ထို့သောစစ်တပ်နှံကြောင်းသို့ပို့ဆောင်ခင်ရခြင်းတွင်လည်းမိသားစုဝင်များနှင့်အဆက်အသွယ်လုပ်ခွင့်မပေးကြောင်းစီရေးပြရန်လေ့ကျင့်ပေးရာတွင်လည်းမောင်ရင်ပါကစစ်သားများကပ ਾਇ ရိုက်ခြင်းဖက်နှက်ဖြင့်ကန်ခြင်းများလှုံ့ဆော်ပြီးအနိုင်ကျင့်နှိမ့်ဆက်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါသည်။ ထို့ပြင်စစ်တပ်စခန်းများတွင်လည်းအကြမ်းဖက်စစ်သားများကစစ်မှုထမ်းတပ်သားများကိုအရက်တောက်မူရစေဝါများစိတ်ကြွာစေပြများကိုစိတ်ကြိုက်တာတုံးခိုင်းကြောင်းမူရစေဝါများရောင်းချခြင်းကိုလည်းအထက်လူကြီးများကတရားဝင်ခွင့်ပြုပေးတာကြောင့်သိရပါတယ်။စစ်တပ်ထဲမှာကအရက်တောက်တာတွေစိတ်ကြွာစေတွေပါတွေပေးတာတွေရှိတယ်။ကျွန်တော်တို့အလုပ်ပင်မနဲ့ဆိုရင်တချို့တငယ်ချင်းတွေဆိုရင်တတောင်းဖို့ဆိုရင်ဘယ်နှလုံးရတယ်ပါညာ။တို့အဲ့ဒီအတွက်ပါတို့အချင်းချင်းရောင်းတဲ့ဟာတွေရှိပါတယ်။အထက်လူကြီးတွေကတော့သူတို့ကိုယ်တိုင် ပြောတာကတော့တိသာတိမြင်စေနဲ့ဆိုပြီးတော့ကျွန်တော်တို့ကိုပြောတာ မင်းတို့အရေးတောက်ချင်တဲ့တောက်ဒါပေမဲ့ငါတို့ရှိမှမလုံနဲ့ဆေးချခြင်းလည်းခြားတာခြားငါတို့ရှိမှမလုံနဲ့အဲ့ဒီလိုပြောထားပါတယ်ဟုစစ်မှုထံတပ်သားတေကိုအောင်ကျော်ကပြောဆိုပါတယ်အကြံဖက်စစ်တပ်ကစစ်မှုထံတပ်သားများကိုရှေးတန်းတိုက်ပွဲများတွင်မူရီစေဝါကျွေး၍ရှေးဆုံးမှတက်ခိုင်းကတိုက်ခိုက်ခိုင်းကြောင်းသခိုင်းနှင့်ရှမ်းမြောက်မှတော်လိုင်းတပ်ဖွဲ့များကထုတ်ဖော်ပြောဆိုထားပြီးအလင်းဝင်စစ်မှုထံတပ်သားတေများကလည်းစစ်တပ်တွင်မူရီစေဝါများကိုတွင်ကျဲစွာအသုံးပြုခွင့်ပြုနေကြောင်းမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုထားပါတယ်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ ကိုးတိုင်းနန္ဒလင်းမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကပေါ်တာဆက်ဖမ်းဆီးသွားသောရွှေကြပင်ရွာသားကိုဝင်းစောထွန်းရှေတန်းတိုက်ပွဲတွင်တိစုံပြီးရုံကုန်းရွာသားကိုတီဟာလည်းလက်တပ်ဖက်ပြတ်သွားပြီးပြင်းထန်ဒဏ်ရာရရှိကြောင်းမိသားစုဝင်များနှင့်နှီးဆက်သူတအူးထံမှပြောဆိုထားပါသည်။ ယခုနှစ်မတ်လနဲ့မေလပိုင်းတို့တွင်နက်တလင်းမြို့နယ်ရွှေကြပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဝင်းကအကြံဖက်စစ်သားများကိုခေါ်ဆောင်လာပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းတို့ကြောင့်ရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းနှင့်ရုံကုန်းရွာသားကိုဒီဟာတို့စစ်မှုထမ်းတပ်သားများဖြင့်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်းသိရပါသည်ထို့သောပေါ်တာဆွဲဖန်းစီသွားပြီးနောက်ယခုနှစ်ဩဂုတ်လပိုင်းတွင်ရှေတန်းတိုက်ပွဲ၌ရွှေကြပင်ရွာသားကိုဝင်းစော်ထွန်းသည်တေဆုံခဲ့ပြီးရုံကုန်းရွာသားကိုတီဟာသည်ရှေတန်း၌ကင်းဆောင်နေစဉ်မိုင်းဆွဲပစ်ခတ်ခံရပြီးလက်တဖက်ပြတ်တောက်ကပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ ရင်းတို့တိုက်ပွဲအတွင်းတားဖြစ်သူကိုဝင်းစောထုံးတည်ဆုံခဲ့တော်လဲမိသားစုဝင်များကိုစစ်တပ်ကမြည်သည့်အကျိုးခံစား권များမပေးဘဲမိသားစုဝင်များကိုဆဲဆူချိန်မောင်းနေကြောင်းသိရပါဗျ။ကြီးရွာအုပ်စုတွေကပြည်သူတွေကစစ်မှုထမ်းခြေလာစင်ပြီးနေတဲ့ကြားတွေကကိုဝင်းစောထုံးနဲ့ကိုတီဟာကိုတာပွန်ရဲစခန်းကရဲခွေစစ်ခွေတွေခေါ်ပြီးအုပ်ကြီးလာဝင်းကအိမ်နဲ့ရရောက်လာရောက်ဖမ်းဆီးပြီးစစ်တပ်တွေကိုထိလိုက်တာ။ကိုဝင်းစောထုံးကတော့ရှေးတန်းတိုက်ပွဲမှာတည်ဆုံသွားပြီးကိုတီဟာကတော့ကင်းဆောင်နေရင်အပြစ်ခံရလို့ဒဏ်ရာရပြီးလက်တပတ်ဖြတ်လိုက်ရတယ်။ ဒဏ်ရာရသူရောတိစုံသူမှာစစ်တပ်စီကပါခန့်စားခွင့်မမရဘူးဟုမိသားစုဝင်များနဲ့ညှိကြသူကပြောဆိုပါရယ်။ထို့ပြင်စစ်မှုထမ်းတပ်သားတွေများဖြင့်ပေါ်တာဆွဲခဲ့သူရွှေကြပင်ရွာအုပ်ချုပ်ရေးမှူးလှဝင်းကလက်ရှိချိန်တည်စစ်မှုထမ်းတိစုံသူနှင့်ဒဏ်ရာရရှိသူများ၏နေအိမ်များကိုစစ်မှုထမ်းကြီးဟုဆိုကလာစဉ်တအိမ်နှင့်ငွေကျပ်9000ကျပ်ဆက်လက်ကောက်ခံလျက်ရှိကြောင်းသိရှိရပါရယ်။ ဆက်လက်ပြီးတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ် KK ဘက်မှကြားပြတ်လုတ်ကင်နေသောနိုင်ငံသား600ကျော်မိဆောင်မျိုးတို့ထွက်ပြေးရောက်ရှိလာပြီးအရေးအတွက်ထပ်မံဖြစ်တက်လာနိုင်ကြောင်းနယ်စပ်သတင်းရင်းမြစ်များနဲ့ထိုင်းသတင်းဌာနများ၏ထုတ်ပြန်ချက်အရသိရှိရပါသည် အော်တိုဝါလာ22ရက်နေ့မှာစတင်ပြီးခေခေပတ်အတွင်းမှာကြားပြန်လုတ်ကင်နေသောမြန်မာများနဲ့နိုင်ငံသားများကိုလုံခြုံရေးယူပေးထားသော BGF တပ်ဖွဲ့ကနှင်းထုတ်နေရာယမနီညပိုင်းမှာစတင်ပြီးထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့တရုတ်နိုင်ငံသားများပါဝင်နိုင်ငံသားများရာနဲ့ချီထွက်ပြေးရောက်ရှိနေကြကြောင်းတရုတ်နိုင်ငံသားများမှထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်တို့ရေးဖြတ်ကူ၍မဲဆောက်သို့တပ်ဖွဲ့ဝဲရောက်ရှိလာကြကြောင်းသိရပါသည်။မြရီမျိုးဟိုတယ်တဲခုခန်းတွင်အပြည့်ပဲ အရေးကြီးတဲ့တရုတ်ကြားဖြန်တတိကြီးတွေကိုတော့ BGF နဲ့ DKBA ကခုံလုံးခွင့်ပေးထားတယ်။အလုတ်သမားနဲ့အလုတ်ကြီးချက်တွေလောက်ပဲအဆင်ရှိတဲ့တရုတ်တွေကတော့အဆင်ပြေတဲ့နေရာပြေးကြတယ်။ KK ဘက်ကနေမြဝတီကို Cycle Carry တွေကားအငှားတွေလည်းအလုတ်အရန်ဖြစ်တယ်။တရုတ်တချို့တောင်ရင်မြစ်ကိုရေကူးဖြတ်ပြီးလည်းပြေးကြတယ်။အဓိက BGF ကနှင်းလို့နေတာ KK ဘက်ကိုအဓိကတာဝန်ယူပေးထားတာက BGF တွေပဲဟုမြဝတီမျိုးချေဆိုင်နေဆက်တဲ့ရင်မြစ်ကပြောဆိုပါတယ်။ ထိုင်းအနာပိုင်များကလည်းမြဝတီမျိုးခေခေပတ်ပတ်မှထွက်ပြေးလာတော့နိုင်ငံခြားသားများကိုစီစစ်လက်ခံနေပြီးရာရီထားရှိရာနေရာများစီစစ်နေကြောင်းလက်တလောနိုင်ငံခြားသားအရေးအတွက်600ကျော်လက်ခံထားပြီးမကြမီအရေးအတွက်ထောင်ချောသွားနိုင်၍ရာရီထားရှိမိနေရာများထပ်မံရှာဖွေနေကြောင်းထိုင်းတရင်များကဆိုပါရယ် အကြံဘတ်စစ်တပ်က KK ဘတ်ကိုဝင်ရောက်စီးနင်းရရှိနေသည်ဟုဆိုသောသတင်းများကလည်းထွက်ပေါ်လျက်ရှိနေသဖြင့် KK ဘတ်တွင်မှကြားဖြန့်လုပ်သူများထောင်တောင်းချီထွက်ခွာနေရာလုံခြုံရေးအဆောင်ကရင်နယ်ခြားဆောင်တပ် BGF များကလည်းဂိတ်နယ်လုံခြုံရေးနေရာများအလုံးကိုဖွင့်ပေးထားကြောင်းသိရှိရပါသည်မြောက်ရီမြို့နယ် KK ဘတ်မှစစ်တပ်လက်အောက်ခံ BGF ကောင်ဆောင်စောချစ်သူဦးဆောင်သောတပ်ဖွဲ့များကဦးစီးပြီးကြားပြန့် online ငွေလိမ်လည်လုပ်ငန်းများကိုလက်ခံထားခြင်းဖြစ်ပါသည်။ ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့မန္တလေးတိုင်းနထိုးကြီးနယ်မလိုင်မြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတလကြာပိတ်ဆို့တိုက်ခတ်ရာဗိုလ်မှူးကျော်မင်းအပါဝင်စစ်သား38ဦးသေဆုံးပြီးကိုဦးအရှင်မီကလက်နက်မျိုးစုံ40ကျော် drone နဲ့ကျန်းပါများတင်စီရရှိခဲ့ကြောင်းမြင်းကျန်ခရိုင်အမှတ်၄တရင်နဲ့မြင်းကျန်ခရိုင်အမှတ်၁၀တရင်မှပြည်ရေးစုခွင့်ရှိသူဆရာဆိုးကပြောဆိုပါတယ်။ စက်တင်ဘာလ25ရက်နေ့မိုးလယ်3နာရီခန့်တွင်နထိုးကြီးမြို့နယ်ရန်ကင်းဖရားမှမြိုင်သာကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်၄တပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းမြစ်သားဘက်ကဖတခြားမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ရာတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းထိုးတိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှပိုးကြီးတဦးပါဝင်တပ်သား9ဦးနှင့်အထက်တိုက်ဆုံခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်းစစ်သားအလောင်းတလောင်းနှင့် MA5 တနက်တလက်အားတင်းစီရရှိခဲ့ကြောင်းသိရပါသည် အော်တိုဘာလာတရက်နေ့မိုးလဲ၂နာရီကျော်ခန့်တွင်နှထိုးကြီးမြို့နယ်မြိုင်သာရွာကိုမိရှုဖြက်စီပြီးနှထိုးကြီးမြို့နယ်ဒိုင်းလေရွာအနီးကိုဥတီစကြောင်းထိုးလာသောအင်အား250ခန့်ပါစကြောင်းကိုမြင်းကြံခရိုင်အမှတ်လေးတရင်မြင်းကြံခရိုင်အမှတ်30တရင်နှင့်အတူမဟာမိတ်ဘူပေါင်းအဖွဲ့များဖြစ်သောမြင်းသားဘကဖာမြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့တို့ကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲ၃နာရီကျော်ကြာမြင့်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကအထိနာပြီးဖွဲ့စည်းပုံပြည့်၍စစ်ဦးလန်သွားခဲ့ကြောင်းရင်းတိုက်ပွဲအတွင်းမှအကြမ်းဖက်စစ်သား၄ဦးအရှင်ဖမ်းမိပြီးစစ်သား၁၀ဦးထပ်မံနေတည်ဆုံခဲ့ကြောင်းသိရှိရပါသည်။ အော်တိုဘာလ9ရက်နေ့တွင်မလိုင်မြို့နယ်နှုတ်ကန်ရွာဘက်မှမလိုင်မြို့နယ်အင်ဂျီတိုရွာဘက်သို့စစ်ကြောင်းထုတ်လာသောအင်အား200ခန့်ပါစစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်လေးတရင်မြင်းကြံခရိုင်အမှတ်10တရင်ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းယင်းထီတွေ့တိုက်ပွဲသည်အော်တိုဘာလ12ရက်နေ့တွင်၄ရက်စတိုက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်းမလိုင်မြို့နယ်နှင့်တောင်သာမြို့နယ်တို့တွင်အမျိုးသမီး20ဦးထက်ကိုအလိုမတူဘဲအတင်းအဓမ္မပြုကျင့်သက်ဖြစ်ခြင်းပြည်သူပိုင်နေအိမ်များကိုမိရှုဖြက်စီခြင်းများဦးဆောင်လောက်ကိုင်းခဲ့သောဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား20ဦးထက်မနည်းတေဆုံးပြီးစစ်သား9ဦးလည်းအရှင်ဖမ်းမိခဲ့ ြောင်းသိရပါဗျ။ အော်တိုဘာလ12ရက်နေ့တွင်မလိုင်မြို့နယ်အင်ဂျီတော်ရွာမှစစ်ကြောင်းထိုးလာသောအင်အား200ပါစစ်ကြောင်းနှင့်မြင်းကျန်ခရိုင်အမှတ်၄တပ်ရင်းမြင်းကျန်ခရိုင်အမှတ်30တပ်ရင်းတို့ကိုတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်ဒိဆုံမှုများပြားခဲ့ကြောင်းမလိုင်မြို့နယ်နော့ကန်ရဲစခန်းမှစစ်ကူလာသည့်စစ်ကြောင်းကိုပါမြင်းကျန်ခရိုင်အမှတ်၄တပ်ရင်းမြင်းကျန်ခရိုင်အမှတ်30တပ်ရင်းနှင့်အတူမဟာမိတ်အဖွဲ့များဖြစ်သောမြင်းကျန်ခရိုင်အမှတ်၁တပ်ရင်းမြင်းကျန်ခရိုင်အမှတ်၈တပ်ရင်းနထိုးကြီးဘကဖာတဒါဟုဘကဖာတို့မှဂျားပြတ်တိုက်ခိုက်ခဲ့ပြီးအကြံဘတ်စစ်တပ်ဘက်မှထိခိုက်ဒိဆုံမှုများပြားခဲ့ပြီးအကြံဘတ်စစ်သားများထံမှ MA A1 တနက်၄လက် MA2 နှစ်လက် MA3 လက်60မမပြောင်းတို့တလက်တို့တင်စီရရှိခဲ့ကြောင်းသိရပါဗျာ။ စက်တင်ဘာလ25ရက်နေ့မှာအောက်တိုဘာလ12ရက်နေ့ထိမြင်းကျန်ခရိုင်အမှတ်လေးတရင်မြင်းကျန်ခရိုင်အမှတ်30တရင်တို့နဲ့အတူပူပေါင်းတပ်ဖွဲ့များသည့်စစ်ကောမရှင်မှလှောက်ဆောင်ခဲ့သောထိုးစစ်အားအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးခန်းစစ်အနေထားမှာထိုးစစ်အတွင်သို့ရဲဘော်များကအသက်သွေးချွေးများရင်နေပြီးစစ်ဦးလန်သည့်အထိတွန်းလှန်ခဲ့ကြောင်းဒေါ်လန်ရေးကာလဖြစ်သည့်အတွက်တရင်တပ်ဖွဲ့များဘော်ကိုပြည်သူလူထုအနေဖြင့်နားလည်သဘောပေါက်လိမ့်မည်ဟုယုံကြည်ကြောင်းစစ်ကောင်စီထိုးစစ်တွင်လေကြောင်းအလွန်ကျုံသုံးခဲ့သည်ကိုလည်းပြည်သူများသိရှိရပြီးဖြစ်ကြောင်းဆက်လက်၍ဒေါ်လန်ရေးအရွေးတစ်ခုကိုဦးတည်၍စစ်ရေးပေါ်ဆောင်မှုများရှိလာ အောင်မည်ဖြစ်သည့်အတွက်ပြည်သူများအနေဖြင့်တော်လန်တွန်းလန်လို့စိတ်တွေကိုမတွန်းဆုပ်ပဲပုံရံသူအမမေ့ရော့ပဲနိုင်သည့်တာဝန်ကိုထမ်းပြီးပြည်သူနှင့်တော်လန်ရဲ့ဘော်တော်လန်ရဲ့ဘော်နှင့်ပြည်သူလက်တွဲမဖြုတ်ပဲစီလုံးညီညွတ်စွာတော်လန်အောင်ပွဲရသည့်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆရာဆိုးကဆက်လက်ပြောဆိုပါသည်ဒီကနေ့တင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေစဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နေပါစေ။